အားလုံးပဲမင်္ဂလာပါ Union News ကနေပြန်ပြန်ကြိုဆိုပါရစေ။ဒီနေ့ကတော့အော်တိုဘာ29ရက်နေ့ဖြစ်ပါတယ်။ဒီနေ့အော်တိုဘာ29ရက်နေ့အတွက်တင်ဆက်ပေးသွားမှာကတော့ပလောင်တွင်မိုးကုန်နဲ့မိုးမိတ်ကနေဆုတ်ခွာရအောင်မယ်ဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီလေကနေပြန်လဲကြိုဆိုပါရစေ။ပလောင်လက်နက်ကိုင်အကြမ်းဖက်သမားတွေဖြစ်တဲ့ DNL ကတစ်တုံညာနှစ်ကွန်စစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့မန္တလေးတိုင်းရဲ့မြောက်ဘက်မှာရှိနေတဲ့မြို့ဆက်နဲ့မြို့ကိုတိုက်ခိုက်ပြီးတော့သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီတစ်တုံညာနှစ်ကွန်စစ်စင်ရေးနှစ်နှစ်ပြည့်တဲ့အချိန်မှာပဲရှမ်းပြည်နယ်မြောက်ပိုင်းပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့နောင်ချိုကြောင်မဲနဲ့တီဘုတ်ကိုတပ်မတော်ကထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့သိမ်းပိုက်လိုက်ပြီးဖြစ်ပါတယ်။ဒါအပြင်ကြောင်မဲနဲ့ဘေးဘောင်ရှိနေတဲ့မိုင်းကုန်းနဲ့မိုင်းလုံဆိုတာကလည်းမကြခင်တိုက်ခိုက်သိမ်းပိုက်ဖို့အခြေအနေကိုရောက်ရှိနေတဲ့မြို့တွေဖြစ်တဲ့ ဒါအပြင်တီဘောကိုထိုးစစ်စင်တိုက်ခိုက်ပြီးတဲ့နောက်တမ်မတော်စစ်ကြောင်းတွေကပလောင်အကြမ်းဖက်သမားတွေအ धिक ရှေ့နေတဲ့နမ်ဆန်နမ်ဒိုနဲ့မန်တုံကိုဥတီပြီးတော့ထိုးစစ်စင်တိုက်ခိုက်လျက်ရှိပါတယ်။ဒါပေမဲ့ဒီတမ်မတော်စစ်ကြောင်းတွေကတီဘောမျိုးကိုအော်တိုဘာ16ရက်နေ့တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့အချိန်ကစပြီးတော့နမ်ဆန်နဲ့နမ်ဒိုကိုထိုးစစ်စင်နေပေမဲ့မုတ်တေတရာအနီးမှာပဲတမ်မတော်စစ်ကြောင်းတွေကရပ်တန့်ထားရဲဖြစ်ပါတယ်။ဒီလိုရပ်တန့်ထားတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့အကြမ်းဖက်အာဘေးမီဒီယာတွေပလောင်အကြမ်းဖက်သမားတွေရဲ့ထောက်ခံအားပေးထားတဲ့မီဒီယာတွေကလည်း တမရစစ်ကြောင်းတွေကမိုးဒေသတားကိုကြော်ပြီးတော့ဆက်လက်ပြီးခြိတက်လာနိုင်ခြင်းမရှိဘူးဆိုပြီးတော့ဒီလောင်ပြောင်တေရောတာတွေပြုလုပ်ခဲ့ကြပါတယ်။တကယ်တော့တမရစစ်ကြောင်းတွေကမိုးဒေသတားအနည်းထီကိုရောက်ရှိပြီးတမရရဲ့ခြိစစ်ကိုရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အခုဒီအော်တိုဘာ28 29ရက်နေ့တရုတ်နိုင်ငံကိုမင်းမြို့မှာပလောင်လက်နက်ကန်သုံး DNL နဲ့ နိုင်ငံတော်ဘက်က NSPNC ဘက်ကဒီတက်မတော်ကိုယ်စားလှယ်အကြီးအကဲတွေနဲ့တွဲဆုံမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုတွဲဆုံဆွေးနွေးမှုတွေရှိတဲ့အတွက်တက်မတော်ရဲ့စတိုးစစ်ဆင်နေတဲ့အခြေအနေကနေရပ်တန့်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ပလောင်လက်နက်ကိုင်တပုံ DNL ကတော့ဒီနေ့အော်တိုဘာ29ရက်နေ့ကစပြီးမိုးကုတ်နဲ့မိုးမိတ်ကနေဆုတ်ခွာရတော့မှာဖြစ်ပါတယ်။အားကြောင့်လဲဆိုရင်ပလောင်လက်နက်ကိုင်တပုံ DNL ကတက်မတော်ထိုးစစ်တွေကိုဟန်တားနိုင်ခြင်းမရှိတော့တဲ့အတွက်အခုကိုးကြေမြောက်ကိုမင်းဆွေးနွေးပွဲမှာအပြစ်ခတ်ရက်စဲရေးလက်မှတ်ထိုးလိုက်ပြီပဲဖြစ်ပါတယ်။ ဒီလိုအပြစ်ခတ်ရစက်ရေးလက်မှတ်ထိုးလိုက်တာတွေရဲ့နောက်ဆက်တွဲမှာတော့အသေးစိတ်အချက်အလက်တွေကိုမသိရှိရသေးဘူးဖြစ်ပေမဲ့ကနေဦးကြားသိရတဲ့သတင်းတွေအရတော့ပလောင်အကြက်ဖက်သမားတွေထိန်းချုပ်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်ကနေစုတ်ခွာပေးရမယ်လို့ဆိုပါတယ်။တမရိုဘက်ကတော့ဒီပလောင်အကြက်ဖက်သမားတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာလေကြောင်းတိုက်ခိုက်မှုတွေကိုရှောင်ရှားပေးရမယ်လို့လည်းဆိုပါတယ်။ပြစ်ခတ်ရစက်ရေးစာချုပ်ကတော့အခု2025ခုနှစ်အောက်တိုဘာ29ရက်နေ့ကစတင်လာပဲဖြစ်ပါတယ်။ ဒီလိုမျိုးအပြစ်ခံရဲစဲရေးဆောင်ရွက်ခဲ့တာတွေရဲ့နောက်ဆက်တွဲပလောင်ဂျမ်းဘတ်သမားတွေအနေမှာတဘောတာကွယ်လဲမှုတွေလည်းကြုံတွေ့နေ။ဘာကြောင့်လဲဆိုရင်ပလောင်ဂျမ်းဘတ်သမားတွေကမိုးကုတ်မြို့ကိုလက်မလွတ်ရရေးအတွက် NUG ပြည်ပြည်အုပ်စုတွေနဲ့အတူစိုးသူရသောဦးဆောင်တဲ့မန္တလေး PDF အပြင်ဒီ NUG လောက်ခံ PDF အဖွဲ့အများအပြားကိုခေါ်ယူစီရင်ပြီးတော့မိုးကုတ်မြို့မကြရေးအတွက်အခန့်စစ်တွေပြင်ဆင်မှုပြုလုပ်ထားခဲ့ကြပါတယ်။ အလွယ်ပြောရရင်တော့မိုးကုတ်မြို့ကိုလက်မလွတ်ရရေးတွေ NUG ပြပြအုပ်စုပလောင်လက်နက်ကိုင်တပုံ TNL နဲ့စိုးသူရဆိုလိုဦးဆောင်တဲ့သုံးပွင့်ဆိုင်အဖွဲ့ကမိုးကုတ်မြို့ကိုစူပေါင်းကာကွယ်မယ်ဆိုတဲ့သဘောတူညီချက်ရှိထားခဲ့ပါတယ်။ဒါပေမဲ့ပလောင်အကြမ်းဖက်သမားတွေကနောင်ချိုမှလည်းစစ်ရှုံးနေ၊ကြောင်မဲမှလည်းစစ်ရှုံးပြီးတော့တီဘုံမှလည်းခွက်ထိုးခွက်လန်နဲ့ဆုတ်ခွာထွက်ပြေးနေရတဲ့အခြေတမလို့ရေမိုးကုတ်ထိုးစစ်နဲ့ပတ်သက်ပြီးခံနိုင်ရည်မရှိတော့တဲ့အတွက်မိုးကုတ်မြို့ကိုလက်လွတ်ပါမယ်ဆိုပြီးမျက်နှာငယ်တွေနဲ့အခုအော်တိုဘာ28ရက်ပြုလုပ်တဲ့တရုတ်နိုင်ငံကုမင်းဆွေးနွေးပွဲမှာ ်တမလော်ကိုစလေနဲ့တွေ့ဆုံစဉ်တရုတ်ရဲ့အာရှရေးရာထုကိုစလေမစ္စတာတင်းဟီကျွန်းတက်ရောက်ခဲ့ပြီးတဲ့နောက်အသနာခံခဲ့တာဖြစ်ပါတယ်ဒီလိုအသနာခံခဲ့တာဖြစ်တဲ့အတွက်မိုင်းကျုပ်ဂျာတာဖုံးကျော်တာအိုင်ပေါင်တာကူပလန်တို့အပါအဝင်သူတို့ရဲ့အကျိုးစီးပွားတွေကိုတော့သူတို့ရအောင်ကာကွယ်သွားကြတာဖြစ်ပါတယ်ဒါပေမဲ့နောင်ချိုမျိုးတင်းတိုက်ပွဲကြောင်မဲမျိုးတင်းတိုက်ပွဲတီဘောမျိုးတင်းတိုက်ပွဲအပါအဝင်တက်တုံညာနှစ်ခုစစ်စင်ရေးပထမပိုင်းနဲ့ဒုတိယပိုင်းအတွင်းအကြမ်းဖက်ပလောင်တွေထိမ့်ပိုက်ထားတဲ့မျိုးဆက်နှစ်မျိုးတွေက ဒီအသက်သွေးကြွေးတွေအများပြအတင်းအဓမ္မစစ်သားစုဆောင်မှုတွေအများပြပြုတ်လုပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြရတာဖြစ်ပါတယ်။ဒါပေမဲ့တမန်တော်ရဲ့ဒီတမန်ထိုးစစ်ဆင်မှုတွေထဲမှာပြည်တော်စုလမ်းမကြီးပေါ်မှာရှိနေတဲ့နောင်ချိုအောင်မဲတီဘောကိုလည်းလက်လွတ်ပေးလိုက်ရပြီဖြစ်တဲ့မိုးကုတ်ကိုဥတီချီတဲ့တိုက်ခိုက်ဖို့တမန်တော်ရဲ့ခြေစစ်ကြီးကလည်းစောင့်ဆိုင်နေတာရှိတယ်လို့နမ်ဆန်နမ်တူအထိထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက်လည်းအစဉ်အသင့်ဖြစ်နေတဲ့အနေအထားမှာပလောင်တွေအနေနဲ့ဖွဲ့စည်းပုံပြတ်နေပြီဖြစ်ပါတယ်။လူစွမ်းအရင်မြစ်လည်းမရှိတော့ဘူးစိတ်တဲ့ရေးရလည်းအကြောက်တရားတွေနဲ့ ဘလို့မှဟန်တားနိုင်ခြင်းရင်ဆိုင်နိုင်ခြင်းမရှိတော့တဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်ပြခဲ့တဲ့ရှစ်ချိန်မြောက်တွေးဆမှုအထိပလောင်အကျန်းဖက်သမားတွေကကြောင်မဲနဲ့တီဘောကိုပြန်ပေးမယ်မိုးကုန်နဲ့မိုးမိတ်ကိုတော့ဆက်လက်ထိန်းချုပ်ထားမယ်ဆိုပြီးတော့နိုင်ငံတော်ကိုရောနိုင်ငံသားတွေကိုရောဒါအပြင်ဆွေးနွေးပွဲကိုတက်လာတဲ့တမတော်ကိုယ်စားလှယ်တွေကိုရောမထီမဲ့မြင်ပြုတ်ပြီးတော့ပြောင်ဆက်ဆက်နဲ့ပြောဆိုခဲ့တာဖြစ်ပါတယ်တကယ်တော့ပလောင်အကျန်းဖက်သမားတွေကတစ်တုံညာနှစ်ခွန်စစ်စင်ရေးပထမပိုင်းအတွင်း NUG ပြည်ပအုပ်စုတွေရဲ့အုံချခံ PDF အားကိုယူပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေဖြစ်တဲ့အတွက်အချိန်ရနေတဲ့အချိန်ပြည်နယ်ငယ်မှာပြုတ်လို့တယ်ကိုမင်းဆွေးနွေးပွဲမှာတမ်းတော်ကိုယ်စားလှယ်တွေကိုမရင်းစွာနဲ့ပြောဆိုထားတဲ့စကားတခုရှိခဲ့ပါတယ်တကယ်ကိုသမိုင်းဝင်တဲ့စကားပါ